ကိုနားတော်တော်ဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆော့ပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့မြန်မာသက်ကရေ1986ခုနှစ်တပေါင်းလကွယ်နေ့2025ခုနှစ်မလ28ရက်နေ့စီရရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်မတာယာနဲ့အတူကျွန်တော်ဆော့ဖိုးခါကအစီအစဉ်မူအဖြစ်နဲ့တာဝန်ယူကောင်းစတင်ဖို့ဖြစ်ပါတယ်။တဲ့တွေကတော့ဆောမြရာစာလေးဥဆောင်တဲ့ ARB မှာ စစ်ကောင်စီနဲ့ပူးပေါင်းနေပေမဲ့စစ်ဖက်တောင်မရှိနိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုတဲ့တည်း။ကြောက်ဖြူကကလပ်ပါရွာကိုစစ်ကောင်စီဒရုန်းနဲ့ပုံကျဲတိုက်ခိုက်လို့နေအိမ်တလုံးနဲ့ကားသစီးပျက်စီးခဲ့ရတယ်ဆိုတဲ့တည်း။တိုင်းရင်းသားလက်နက်ကိုင်တဲ့ PDF တွေကိုစစ်ပွဲဆက်လက်ဆင်နွှဲသွားမယ်လို့စစ်ကောင်စီစိန်ခေါ်လိုက်တဲ့တည်းအပြင်ဒီနေ့မြင်းငလင်းလှောက်ခတ်မှုကြောင့်တေဆုံးပျက်စီးခဲ့ရတဲ့အခြေအနေတွေကိုကြားရမှာဖြစ်ပါတယ်။ နေနဲ့နားဆင်ရမှာကတော့ဖော်ပြရစာလေးဥဆောင်တဲ့ AAB မှာစစ်ကောက်စီနဲ့ပူးပေါင်းနေပေမဲ့စစ်ဖက်နဲ့တောင်မရှိနိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုတဲ့တဲ့င်ကိုနားဆင်ရမှာဖြစ်ပါတယ်။ဖော်ပြရစာလေးဥဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AAB မှာစစ်ကောက်စီလက်အောက်ခံအနေနဲ့အလုပ်တွေဆက်တိုက်လှောက်ဆောင်ပေးတာတွေရှိနေပေမဲ့ AAB တပ်ဖွဲ့ဝင်တွေမှာစစ်ဖက်နဲ့တွေတောင်ကောင်းကောင်းမရှိနိုင်တဲ့အခြေအနေမှာကြုံတွေ့နေကြရပါတယ်။ဖော်ပြရစာလေးဥဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AAB ဟာစစ်ကောက်စီတပ်တွေနဲ့ပူးပေါင်းကစစ်ကောက်စီတပ်တွေအတွက်စစ်ကူတိုက်ပေးတာ အပြစ်မရှိတဲ့အရက်သားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာစစ်မှုထမ်းအတင်းခိုင်းတာတွေစတာတွေကိုလောက်ဆောင်ပေးနေပေမဲ့ AAP တပ်ဖွဲ့ဝင်တွေအနေနဲ့ပါတီပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားမှာတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ဖက်နှက်တွေကိုတောင်ဆုံဆုံလင်းလင်းစီးမထားနိုင်တာကိုတွေ့ရပါတယ်။ကောင်းဆောင်ဖြစ်တဲ့ဆော့ပြရရစာလေးမှာလည်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျောင်အန်လိုအဖို့အစားကောင်းကောင်းတွေကိုဝှစ်စင်ကအခမ်းအနားကိုတက်ရောက်လာတာတွေ့ရပေမဲ့ကောင်းဆောင်တအူးအနေနဲ့တတ်မှတ်ထားတဲ့စစ်ယူနီဖောင်းကိုအပြည့်အစုံဝှစ်စင်ကတက်မလာပဲ အဖို့အစားနဲ့မလိုက်ဖက်တဲ့ဖနက်ကိုစီကတက်ရောက်လာတာကိုလည်းတွေ့ရပါတယ်။ AFP အနေနဲ့ Tea Party ပြည်လဲဖွဲ့စည်းတည်ထောင်တဲ့အခမ်းအနားကိုမတ်လ9ရက်နေ့မှာကျင်းပနိုင်ဖို့အတွက်လောက်ဆောင်ခဲ့ပေမဲ့စစ်ရေးအခြေအနေကြောင့်မကျင်းပနိုင်ခဲ့ပဲမတ်လ20ရက်နေ့နဲ့23ရက်နေ့တွေမှာဒါစစ်ကောင်စီဆိုရဖွဲ့ NCAS EAO ပြည်내တာဝန်ရှိလူကြီးတွေနဲ့နိုင်ငံရေးပါတီကခေါင်းဆောင်တွေကိုဖိတ်ကြားပြီးလူ900လောက်နဲ့အခမ်းအနားကိုနှစ်နေရာခွဲပြီးကျင်းပခဲ့ရတယ်လို့ဆိုထားပါတယ်။ နားဆင်ကြားရမှာကတော့ကျောက်ကူကကလပါရွာကိုစစ်ကောင်စီ drone နဲ့ပုံကျဲတိုက်ခိုက်လို့နေအိမ်တစ်လုံးနဲ့ကားတစ်စီးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ညနေ3နာရီလောက်မှာစစ်ကောင်စီကကျောက်ဖြူမြို့ကလပါကျဲရွာကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်တစ်ဆောင်နဲ့ကားတစ်စီးပျက်စီးသွားခဲ့ရတယ်လို့ဒီနေ့မနက်ပိုင်းမှာဒေတာခန့်တွေက CNA ကိုပြောပါရတယ်။အဲ့ဒီလိုပုံကြီးကြောက်ပောက်ကွဲပြီးနေအိမ်ပျက်စီးသွားခဲ့ရသူကတော့ကလပါကျဲရွာအတွင်းကဥမောင်ကျော်စိန်နေအိမ်ဖြစ်ပြီးတော့ အိတ်ရှိမှာရက်ထားတဲ့ကားဟာလည်းဘုံဒီကြောက်ပုတ်ဝဲမှုကြောင့်မိလောင်ပျက်စီးသွားခဲ့ရတယ်လို့ပြောပါတယ်။စစ်ကောက်စီနဲ့အာရခတပ်တော်တို့ဟာကျောက်ပြူမြို့နယ်အတွင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကတည်းကပဲဒညဝတီရေတပ်ဌာနချုပ်နဲ့တောင်းမိုင်ခန့်အကွာကစီမောဦးကင်းရက်တိုင်ကျေးရွာအနီးတွေမှာနှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာလည်းအာရခတပ်တော်ရဲ့ထိုးစစ်တွေဟာနေမြေတဖြည်းဖြည်းကျေပြက်လာပြီးတော့ကျောက်ပြူမြို့နယ်6မိုင်ခန့်အကွာကမွန်းတော်အနီးထိထိုးစစ်ရောက်ရှိလာနေတာလည်းဖြစ်ပါတယ်။ က်လက်ကြားရမှာကတော့တိုင်းသားလက်နက်ကင်နဲ့ PDF တွေကိုစစ်ပွဲဆက်လက်ဆင်နွှဲတော့မယ်လို့စစ်ကောင်းဆောင်စိန်ခေါ်လိုက်တဲ့တဲ့င်းကိုကြားရမှာပါ။တိုင်းသားလက်နက်ကင်နဲ့ PDF တွေကိုစစ်ပွဲဆက်လက်ဆင်နွှဲတော့မယ်လို့နှစ်80ပြည့်တပ်မတော်နဲ့စစ်ရဲပြမိတ်ခွန်းမှာစစ်ကောင်းဆောင်ကထဲတွင် ပြောဆိုတော့ပါတယ်။တိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ PDF တွေဟာနိုင်ငံအတွင်းဖြစ်ပေါ်လာတဲ့ပြဿနာကိုအခွင့်အကောင်းယူပြီးနိုင်ငံတော်လုံခြုံရေးနဲ့တည်ငြိမ်အခြေအနေကိုပြတ်ပြအောင်နီလန်ပေါင်းဆောင်နဲ့လောက်ဆောင်ခဲ့တယ်လို့စစ်ကောင်းစီကဆွဆွဲပြောဆိုပါတယ်။ အထူးသဖြင့်လက်နက်ကင်လမ်းစဉ်ခြေတုံးနေတဲ့အကြမ်းဖက်တောင်ကျမ်းသူတွေဟာသာဝရငြိမ်းချမ်းရရှိပြီးပြည်ထောင်စုနဲ့အတူပါတီဆောင်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပါဝင်လျှောက်လှမ်းရေးထက်နေမြေအလိုက်နေတဲ့နယ်ဓာတ်စင်စစ်ပရင်ဝါဒကိုသာခြေတုံးနေတယ်လို့စစ်ကောင်းဆောင်ကဆွဆွဲပြောဆိုပါတယ်။နေမြေဒေတာအလိုက်အနာရရှိဖို့ကြိုးစားနေတဲ့အကြမ်းဖက်တောင်ကျမ်းသူတွေရဲ့တိုက်ပွဲပေါ်ဆောင်မှုတွေကိုကြည့်မယ်ဆိုရင်အပြစ်မဲ့ပြည်သူတွေရဲ့အသက် OA စီစိမ်မြို့ရွာတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူအလုံးကသူတို့ကိုမုံသီးနေကြပြီဖြစ်တယ်လို့လဲဆွဆွဲပြောဆိုပါတယ်။အပြစ်မဲ့ပြည်သူတွေကိုအကြမ်းဖက်တိုက်ခိုက်နေမှုပေါ်လက်မခံနိုင်တယ်လို့ဒုတော်ဝန်ရေးသုံးပွားကိုထိပွားလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်တင်ခံမှာမဟုတ်ပဲတပ်မတော်အနေနဲ့ပြည်သူတွေရဲ့ပါဝင်မှုနဲ့အတူတရားတော်စစ်ကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ စ်ကောင်းဆောင်မင်းအောင်လှိုင်ကတတိပဲပြောဆိုထားတာဖြစ်ပါတယ်မြမသမိုင်းမှာလက်နက်ကင်လမ်းစဉ်ချစ်တုံးပြီးအချက်ကင်တုံးဆိုတဲ့ဖြစ်စဉ်တိုင်းမှာတပ်မတော်အနေနဲ့အလျှော့ပေးလက်ခံခဲ့တဲ့အစဉ်လားမရှိခဲ့ဘူးလို့လည်းဆိုပါတယ်ဒါကြောင့်တပ်မတော်သားတွေအနေနဲ့လည်းပြည်သူကိုကာကွယ်ဖို့နဲ့ဒေါတာဝေါ်အရေးတုံးပေါက်ကိုထိမ့်သိမ်းဆောက်ရှောက်ဖို့အတွက်အတက်ကိုပဒါနာမထားဘဲနိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုခြေပွန်စွာထမ်းဆောင်ကြဖို့ကိုလည်းစစ်ကောင်းဆောင်ကမှာကြားထားပါတယ် င်းနဲ့ဆောက်ခတ်ခဲ့တဲ့မြေငလင်းသတင်းအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကိုစောဖို့ဝကတင်ဆက်ထားပါတယ်ဒီကနေ့လှုပ်ခတ်သွားတဲ့9.9ပြင်းအားရှိမြင်းကလင်းကြောင့်ဖြစ်ပျက်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးကြားမှာကတော့ဘန်ကောက်ဆောက်လက်ဆတိုက်ပြိုကျမှုတေဆုံးသူ60ကျော်အထိရှိလာနေတယ်ဆိုတဲ့သတင်းကိုကြားမှာပါမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုပြီးပြင်းအား9.9ဖြင့်လှုပ်ခတ်သွားခဲ့တဲ့မြင်းကလင်းကြောင့်ချက်တချက်ရက်ွက်မှာရှိတဲ့ဆောက်လက်ဆအထက်မြင့်တိုက်ပြိုကျသွားခဲ့ရပြီး လက်ရှိမှာတည်ဆုံးသူ69ဦးထိရှိလာနေတယ်လို့ထိုင်းသတင်းတွေကဖော်ပြပါဗါးအဲ့ဒီအဆောက်အဦလုပ်ငန်းခွင်တွေထဲမှာမြန်မာရွှေပြောင်းအလုပ်သမားတွေအပါအဝင်ထိုင်းနိုင်ငံနဲ့အခြားနိုင်ငံသားအများအပြားပါအလုပ်လုပ်ကင်နေကြတဲ့နေရာဖြစ်ပြီးတော့လူဦးရေဘလောက်ထိလုပ်ကင်နေတယ်ဆိုတဲ့စီးရင်တွေကိုတော့မသိရသေးဘူးလို့လည်းဆိုပါတယ် ဝန်ကြီးချုပ်ပေထုံနန်ကလည်းလက်ရှိမြင်းကလေးလုတ်ခတ်ပြီးနောက်ပိုင်းမှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ကိုအရေးပေါ်အေရိယာအဖြစ်ကျင်ညာဖို့ဝန်ကြီးဌာနတွေကိုညွှန်ကြားလိုက်ပြီးထိုင်းနိုင်ငံလုံးကိုလည်းအရေးပေါ်အခြေအနေအဖြစ်မှတ်ယူဖို့ကိုဝန်ကြီးကတတိပေးလိုက်ပါတယ်။ထိုင်းမိုးလေဝသဌာနကငလျင်ကြီးလုတ်ပြီးနောက်နောက်ဆက်တွဲ after shot ငလျင်ဟာဒေတာစံတော်ချိန်မိုးလွယ်3နာရီအထိဆက်လက်လုတ်ခတ်နိုင်သေးတာကြောင့်ရုံးတွေအဆောက်အုံတွေထဲပြန်မဝင်သေးပဲလမ်းတွေပေါ်မှာဘေးလွယာနေရာတွေမှာရှာဖွေနိုင်ကြဖို့ကိုလည်း သတိပေးထုတ်ပြန်ထားပါရခင်ဗျာပြင်းထန်ငလျင်တန်တဲ့နေရာတွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေအဖြစ်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုကြားရမှာပါပြင်းထန်ငလျင်တန်ခံခဲ့ရတဲ့နေရာတွေဖြစ်တဲ့စကိုင်းမန္တလေးနေပြည်တော်အပါအဝင်ငလျင်တန်တင့်ခဲ့တဲ့နေရာတွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေနေရာတွေအဖြစ်တဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရဒီနေ့ညနေမှာကြေညာလိုက်ပါတယ် စစ်ကောင်စီကအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့တဲ့နေရာတွေကတော့ပြင်းထန်ငလျင်တန်းခံခဲ့ရတဲ့စကိုင်းမန္တလေးမကွေးနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှိမြောက်ဒေသတို့ဖြစ်ကြပါတယ်။အဲ့ဒီဒေသတွေမှာပျက်စီးဆုံးရှုံးမှုတွေကိုအလင်းအမြန်ဆွဆန်းစစ်ဆေးတာကူညီကယ်ဆယ်လုပ်ငန်းတွေကိုစောလျံစွာဆောင်ရွက်တာတွေကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့လိုအပ်တဲ့တဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်လုပ်ငန်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရရှိစေရတဲ့အတွက်ကိုလည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ဆိုထားပါဗျ။စစ်ကောင်စီကတော့ဒီနေ့မွန်လွယ်12:51မိနစ်မှာမန္တလေးမြင်ကလျင်စခန်းရဲ့အရှိမြောက်ဘက်27ကီလိုမီတာခန့်ကွာဝေးတဲ့မန္တလေးမြို့ရဲ့အရှိမြောက်ဘက်20ကီလိုမီတာလောက်အကွာမြောက်လက်တီတော့22.39ဒီဂရီ အရှေ့လောင်ကြီးတို့96.23ဒီဂရီအနက်7ကီလိုမီတာကိုဗဟုပြုတ်ပြီးအင်အားရချစ်တာစကေ9.9အစီရှိအင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ CNA ရဲ့ထိတိတ်တာသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။ CNA ရဲ့ Facebook, YouTube, Telegram နဲ့ website တွေမှာစောင့်မျှော်ရှုနိုင်မှာကြောင်းပရိသတ်တွေကိုအသိပေးအပ်ပါတယ်။မြန်မာပြည်သူပြည်သားတွေစစ်ဘေးတဘာဝဘေးဒဏ်တွေကြားကကင်းဝေးနိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။